ဟိုင်းကဲအမျိုးတွေကိုမင်္ဂလာပါလို့နှုတ်ဆက်တယ်နော်မင်္ဂလာပါအမျိုးတို့အားလုံးတင်းကြမှာမှာထင်းနာတာတာအဆင်ပြေကြရဲ့လားကျွန်တော်ကတော့အမျိုးတွေပို့တာတယ်မြစ်တာကြောင့်တင်းကြမှာမှာချမ်းချမ်းတာတာပဲဒီနေ့နည်းနည်းစိတ်လေးကြည်ကြည်သာသာလည်းရှိတယ် ထန်သေးဆင်းတယ်လမ်းလျှောက်တယ်လမ်းလျှောက်ရင်လည်းအမျိုးတွေနဲ့ဘာမျှဝေရမလဲလို့စဉ်းစားရပေါ့နော်အကျိုးရှိတဲ့အချိန်လေးကိုအကျိုးရှိတဲ့ဟာလေးလုပ်မယ်ပေါ့အဲ့တော့ကင်မရာဝင်နေရွှေလာငယ်ချင်းတွေနဲ့စကားပြောရပို့ပြီးအဆင်ပြေအောင်တော့ ဘာလုပ်ရင်ကောင်းမလဲလို့တွေးတော့ဘာတွေမျှဝေရင်ကောင်းမလဲပေါ့ဗျာအော်ကျွန်တော်ထောင်ထဲမှာတွေးခဲ့စုံခဲ့တဲ့ညီပေါ်လူမျိုးကျွန်တော်နဲ့တူတူတခန်းထဲမှာနေခဲ့တဲ့ညီပေါ်လူမျိုးပေါ့နော်အဲ့ဒီညီပေါ်လူမျိုးပြောပြတဲ့သူတို့ရဲ့ဖြစ်ရမှာ ဇလန်းတစ်ခုကိုကျွန်တော်ပြောပြမယ်ပြမပြမတော့အမျိုးတို့ကြားဘူးမဟုတ်ဘောနော်တမန်ကြားတို့ဘာလဲတမန်မြောက်တို့တမန်ကြားတို့ဟာလားမျိုးမျိုးရှိတာဗောဗျာအဲ့ဒီထဲကမှစောစောကျွန်တော်ပြောတဲ့ဟာကနီပေါ်လူမျိုးဒီလက္ခဏာတုံဆွဲလက္ခဏာယုံကြည်ပြီးတော့ယနေ့ထပ်တိုင်းသူတို့ ရွာမှာရှိနေတဲ့တမန်ကြပေါ့နော်သူကိုနိုင်လဲအဲ့ဒီတမန်ကြရဲ့အနွယ်ဝင်ပဲတော့သူပြောပြတာတမန်ကြဆိုတာကဟိုလူကနေပြီးတော့ကြားဖြစ်သွားတာမျိုးမဟုတ်မင်းအတငယ်ချင်းတို့သိမလားမသိဘူးဗျကျွန်တော်တို့လူတွေမှာဝိညာဉ်ရှိတယ် ျွန်တော်တို့တည်သွားပြီဆိုရင်ကျွန်တော်တို့ရဲ့ဝိညာဉ်ကိုပိုင်ရဆိုင်ရဘာညာတရကားတွေနဲ့ချုပ်ပြီးတော့ခိုင်းလို့ရတယ်အဲ့ဒါလိုပဲကြားရစင်းနေမှာလဲဝိညာဉ်ရှိတော့ဗောနော်ခွေးတွေကြောင်းနေသူတို့မှာလဲဆိုင်ရဆိုင်ရဝိညာဉ်တွေရှိတယ်အဲ့တော့တမန်ကြားဆိုတာကလူကနေပြီးတော့ကြားဖြစ်သွားတယ်အမီးထွက်လာတယ် ဟုတ်လားကြားလို့မျိုးဖြစ်ပြီးတော့တောထဲမှာဟိုကြားပုံပြောင်းသွားတယ်ဆိုတာမျိုးမဟုတ်ဘူးတဲ့နော်တကယ်တမန်ကြားအစ်စ်ကလူအတိုင်းပဲဒါပေမဲ့ तू ကဘာဖြစ်သွားလဲဆိုတော့ကြားရဲ့ဝိညာဉ်ကိုသူ့ကိုတွန်းလိုက်တာကြားရဲ့ဝိညာဉ်ကသူ့ကိုမှပူကတ်သွားတယ်ကြားရဲ့ဝိညာဉ်ကသူ့ကိုမှပူကတ်သွားပြီးတော့ तू ကဘာလုပ်တာလဲဆိုတော့တောလိုက်တယ် အဲ့တော့ခမည်းတော်မှလူတယောက်ပြေးနိုင်တဲ့အချိန်နဲ့သူကအဆအများစွာပြေးနိုင်တယ်ခမည်းတော်မှလူတယောက်မှရှိတဲ့အင်အားထက်သူကအဆအများစွာတာလွန်တဲ့အင်အားသူ့မှာရှိပါတယ်အဲ့ဒီအင်အားသူ့ရဲ့ဒီလူရဲ့အင်အားမဟုတ်ဘူးနော်ဒါကသူ့ရဲ့ခန္ဓာကိုယ်မှာပိုးဝင်စီးကပ်သွားတဲ့ကြားရဲ့အင်အားပေါ့ခွန်အားပေါ့အဲ့တော့ဒါကလူတိုင်းလုံးလို့ရလားဆိုတော့ လူတိုင်းလုံးလို့မရဘူးတဲ့သူတို့နေတဲ့မြို့အဲ sorry သူတို့နေတဲ့ရွာပေါ့လေနေပေါ်မှာဘတ်မာရီဆိုတဲ့ရွာရှိတယ်ဘတ်ဆိုတာနေပေါ်ဘာသာစကားနဲ့ဆိုကြားကိုပြောဘတ်ဆိုတာကြားပြောဘတ်ဆိုတာကြားဘတ်မာရီဆိုတာကဟိုကြားဟိုကြားဟိုရင်းလောက်တာပေါ့ဗျာ ကြားကိုမာရီဆိုတာကဘတ်မာရီမို့ဘတ်မာရီဘတ်မာရီဘတ်မာရီဆိုတဲ့အသေးပဲကပါလဲဆိုတော့ဟိုကြားတကောင်နဲ့တပ်ပုတ်တာဒါမှမဟုတ်ကြားကတပ်ပုတ်တာရိုင်းနတ်တာမာရီဆိုတာရိုင်းနတ်တာတို့တပ်ပုတ်တာတို့ဟိုအတုံးချတဲ့စကားပေါ့နော်ဘတ်မာရီဆိုတာကြားကတပ်ပုတ်တဲ့နေရာ ချားတွေအမဲလိုက်တဲ့နေရာလို့သူတို့ကသတ်မှတ်တယ်အဲ့တော့အဲ့ဒီရွာမှာနေတဲ့တမန်ချားမျိုးနွယ်စုကတည်တန့်ရှိတယ်အဲ့တော့တမန်သူလဲတမန်ချားမျိုးနွယ်စုကပဲသူ့ရဲ့အကိုကတမန်ချားဖြစ်သူကတမိသားစုမှာတယောက်ကတမန်ချားအဖြစ်ကိုစက်ခံရတယ်အဲ့တော့သူကဒုတိယညီဖြစ်တယ်သူ့အောက်မှာအငယ်တယောက်ရှိတယ် ်အခုသူ့အကိုကြီးကတမန်ကြအဖြစ်ဆက်ခံနေတာသူ့ကိုကြီးအသက်ကြီးသွားလို့ကွယ်လုံးမဲ့တမမသူ့ကိုကြီးအသက်ကြီးသွားရဆိုရင်သူ့ကိုရဲ့တာကြီးကိုပေးရင်ပေးမပင်းရင်အဲ့ပညာကိုတာကြီးကိုပေးရင်ပေးမပင်းရင်သူ့ကိုပေးဒါမှမဟုတ်ရင် तू ကနေသင်းပြတဲ့တာသူတို့ကတားတွေကိုပဲပေးလို့ရတယ်တမီးတွေပေးလို့ရတယ်တမီးတွေပေးရင်တမီးတွေကတခြားလူနဲ့အိမ်ဆောင်ကြရင်အဲ့ဒီ တော်ရင်းကသူများပါသွားမှာပေါ့နော်အဲ့တော့ညာမျိုးနွယ်စုရဲ့တာဝန်တစ်ခုဖြစ်တဲ့အတွက်သူတို့ကသားတွေကိုပဲလက်ဆင့်ကမ်းတယ်အဲ့တော့တမန်ကြားဆိုတာကျွန်တော်တို့ဗမာပြည်ကကျွန်တော်တို့ကြားဘူးတဲ့ရာဇဝင်တွေထဲကလူမျိုးတမန်ကြားတော့မဟုတ်ဘူးသူပြောပြတဲ့တမန်ကြားကသူကဂါဒာမန္တန်ကြီးရွတ်ဖတ်ပြီးတော့မှသူတို့ ဲ့ဒီတမန်ကြားကတရားဒီမှာတမိသားစုပဲလိုက်ခွင့်ရှိတယ်တမန်ကြားလုပ်လို့ရဟိုမှာဒီနှစ်ဗျတဘောကဒီနှစ်ကျွန်တော်ကတမန်ကြားလုပ်မယ်ကျွန်တော်မျိုးနွယ်စုမှာကျွန်တော်တမန်ကြားလုပ်မယ်ဆိုရင်နောက်နှစ်မှာနောက်မျိုးနွယ်စုမှာနောက်တစ်ယောက်ကတမန်ကြားလုပ်အဲ့တော့အဲ့ဒီလူတော်တဲ့ဝင်သွားပြီတော်တဲ့ဝင်သွားပြီဆိုရင်အင်းကြီးဝေစာအကုန်လုံးကိုတော်လုံးကြီးတို့ချော့လိုက် ချုပ်ပြီးသွားရင်မှသူတို့ရဲ့ဂါသာမန္တန်နေရှိရပြန်သူတို့ပြောတော့အဲ့ဒါတန်တရာလို့ပြောတယ်တန်တရာတဲ့တန်တရာဆိုအဲ့ဒါဂါသာမန္တန်နေနဲ့ရုပ်ဖတ်ပြီးတော့အဲ့ဒီကြာသူတို့ကိုယ်ွယ်တယ်ကြာနဲ့ရှိရပေါ့အဲ့ဒီကြာနဲ့ကိုပင်ဖိတ်ပင်ဖိတ်ပြီးသွားရင်အဲ့ဒီကြာနဲ့ကနေပြီးတော့မှသူ့ရဲ့ခန္ဓာကိုယ်မှာဒီကြာရဲ့ဝိညာဉ်ကိုပုတ်ကက်စေပုတ်ကက်ပြီးဆိုရင်သူကအဲ့ဒါတော်တဲ့ဟိုသူဝင်သွားပြီး ဲ့အချိန်မှာသူ့မှာအတိမရှိတော့အဲ့ဒီအချိန်မှာသူ့ညီကိုမောင်နှမတွေသူတွေဘာတွေဘသူ့ကိုမှအတိမရှိတော့ဘူးအဲ့တော့အဲ့လိုသူကြားတဲ့ကြားစိတ်ပေါက်လို့တော်တဲ့ကိုဝင်ပြေးသွားပြီဆိုတာနဲ့လူတွေအားလုံးကရွာပြန်ရွာပြန်ပြီးရွာစီးရောပိတ်ပြီးတော့ရွာထဲမှာပဲနေတော့ပြန်မထွက်နဲ့တော့နောက်တစ်နေ့မနက်မိုးလင်းပြီဆိုရင် ုပ်လိုက်ထွက်ပြီးတော့အဲ့မှာသူ့ဖမ်းသားတဲ့တားကောင်ကိုတော့တမ်းမှလိုက်ရှာရတယ်။တော့တမ်းမှလိုက်ရှာရှာပြီးွားရင်မြို့ကိုယူလာခွဲဝင်ပြီးတော့ယူကြဖို့သူကဘာလဲဆိုတော့သူတို့တချို့တွေကြတော့အဲ့ဒီပင်ရင်ပေါ်မှာလင်းစင်ထိုးပြီးစောင့်နေတာတို့သိတယ်မလား။ဟိုကြားပဲတနေ့နဲ့ပြစ်လိုက်လို့တေဝါမှလူပြအဲ့လိုမဟုတ်ဘူးတဲ့သူက အဲ့ဒါမျိုးမဟုတ်ဘူးတဲ့အဲ့ဒါမှားတယ်တဲ့ဒါပေမဲ့မင်းတို့နိုင်ငံကတမန်ကြောက်တော့ကမတည်ဘူးတဲ့ဒါပေမဲ့သူတို့ကျွန်တော်အဲ့ဒီမိတ်ဆွေပြောပြတဲ့တမန်ကြားကတော့အဲ့ဒီအမှန်တကယ်လက်ရှိတဲ့အဲ့ဒီအတိုင်းလက်ခံသူတို့တွေလက်ရှိလက်ရှိအခြေအနေအထိလက်ရှိယခုအချိန်ဒီကိုဒီနည်းနဲ့ပေါ်လိုက်နေတော့မယ် တားကောင်တွေကိုဖမ်းနေတော့မယ်တော်တယ်မှာအဲ့တော့ဒီတမန်ကြားကဘလို့တမန်ကြားဖြစ်တယ်လဲဆိုတော့လူပဲဘာမှရုပ်လည်းမပြောင်းဘူးအတန်လည်းမပြောင်းဘူးเนาะအမီးတွေပဲတွားလာတယ်မရှိဘူးတွားရပဲရှိလာတာလေမရှိဘူးဒါပေမဲ့အင်မတန်ခွန်အားကြီးတော့တယ်လူစိတ်ကင်းမဲ့ဟွာတယ်နောက်တော့သူကတလိမ့်ဆန် တကောင်သူအမဲလိုက်ပြီးချင်းကတ်သွားတယ်အဲ့ကောင်လုံးသွေးတပ်ပုတ်ပြီးတော့ဗောဗျာဟိုကြားဆိုရင်တော့ကြိုက်တာဗောဗျာသူ့မှာကြိုက်เสียတော့မှမရှိတာကြားလို့ဗျာဟုတ်လားသူကခွန်အားနေဗျာခွန်အားနေဒီတိရိစ္ဆာန်ကိုသူကနေပြီးတော့တပ်လိုက်တာဗောဟိုမှာတမင်းတွေပါဆိုလဲလဲပါလိန်လက်ချိုးချပြီးတပ်ပြတ်မှာဗောအဲ့လိုမျိုးဗောနော်ဟို တခြားဒီကျွန်တော်တို့အကောင်ပလောင်နေလဲတို့အဲ့လိုမျိုးတတ်မှာပေါ့တတ်ပြီးရင်တို့အဲ့လိုမျိုးပြစ်ထားခဲ့တော့ပေါ့အဲ့တော့မိုးလင်းသွားပြီဆိုရင်တော်သေးရလူတွေကလိုက်ရှာရတယ်တော်တယ်ပေါ့အကောင်ပလောင်လိုက်ရှာပတ်တမန်ကြားဆိုတာအခုကြားဖြစ်သွားရင်နောက်တနည်းမနက်မိုးလင်းလူပြန်ဖြစ်သွားတာလို့ပြောဆိုမဟုတ်ဘူးတော့ကြားတခါပြပြီဆိုရင်လာပြေလာကွယ်ဆိုတာရှိတယ်အခုဒီလာကွယ် လာကွယ်မှာဒီတမန်ကြဖြစ်သွားရဲဆိုရင်နောက်နောက်လာကွယ်ကြမှာသူကတမန်ကြနေပြန်သွားလို့ရတယ်သူ့ရဲ့တန်ត្រာဆိုသူတို့ဒီဂါသာမနန်ဒီနဲ့ရုပ်ဖတ်ပြီးတော့သူ့ကိုတမန်ကြလှုပ်ပြီးတော့တော်ရဲကိုလွတ်လိုက်အဲ့ဒီလူကတော်ထဲမှာပဲနေရောတော့ပြန်မလာဘူးလူစိတ်လည်းပြန်မပေါ့သူအဲ့မှာတွေးတဲ့အကောင်သူ့ရှေ့မှာတွေးတဲ့အကောင်အားလုံးကသူကတတ်တာတတ်ပြီးတော့သူအဲ့လိုအကောင်ပလောင်နေအကုန်လုံးတတ်ပြီးတော့သူကအဲ့လိုမျိုးဒါကဒါသားခဲ့ ူလည်းသူကသူအတိုးကြောင့်စားခြင်းစားမှာပေါ့ဒါရောကျွန်တော်လည်းမမေးဘူးပေါ့အဲ့တော့ဒါဘယ်လိုနည်းနဲ့ပြန်ပြီးတော့လူစိတ်ပြန်ပေါက်တယ်လဲဆိုတော့သူကသူအဲ့ဒီလာသူ့ကိုသန္တရာဖတ်ပေးလိုက်တဲ့အချိန်နဲ့အခါကိုပြန်ညင်ရပေါ့ဗျာတဘောပါဗျာလာပြေလာကွယ်မှာသူတို့ဒီဂါသာမနန်းနေနဲ့အစီအမံနေလုတ်တဲ့အနေ့အချိန် ကာလာတကူကိုပြန်ရောက်ရင်သူ့အတူအော်တိုဒီတမန်းကြာနေပြီးတော့ပြေသွားတော့ပြေသွားပြီဆိုတာနဲ့သူ့အနေနဲ့သူအဖင်ပြောင်းတဲ့ယူအပြန်လာတာအဲ့မှာသူသူပြန်လာပြီအဲ့မှာအဲ့ဒီတရားဒီပေါ့အဲ့ဒါတရားဒီပေါ့သူတို့ကအဲ့တော့အဲ့ဒီတရားဒီမှာသူတားကောင်ဘလောက်ဖမ်းနိုင်တယ်လဲအာသူတို့လည်းရမယ်သူတို့ရဲ့ယွာတွေကတခြားလူတွေအကုန်လုံးကိုယွာသူကြီးရယွာသူကြီးကဦးဆောင်ပြီးအားလုံးဝေမျှနီးနီး ညီသူများသူဝေမျှပေးရတော့ဘို့အဲ့ဒါကြောင့်တခါတရံအဲ့လိုမျိုးတမန်ကြားတွေကလည်းတည်တယ်တဲ့တမန်ကြားတွေလည်းတည်သွားတာရှိတယ်အဲ့လိုတမန်ကြားဖြစ်ပြီးတော့တောထဲမှာတားကောင်နဲ့တပ်ပုတ်ရင်းနဲ့တားကောင်ကပို့ပြီးတော့ပြင်မြန်ဖြတ်လာပြီးတော့သူတည်သွားတော့ဘို့ဗျသူပြောပြဘူးလားဆိုသူတို့ဆီကသူတို့အရင်တော့သူတို့မျိုးမှာရွာမှာပေါ့ဗျကြားတကယ်ကြားအစ်စ်တွေလည်းရှိတယ် ောက်တော့ကျက်တစ်တွေလည်းရှိတယ်ကျက်နတ်တွေလည်းရှိတယ်အဲ့ဒါသူ့ရဲ့အမျိုးနွယ်တဲ့ကတယောက်ကတော်ရဲမှာကြားနဲ့တူပြီးတော့တပ်ပုတ်ပဲရောကြားကန်လို့တကယ်စီရောအဲ့တော့နောက်တော့မနက်မိုးလင်းတော့ရွာလူကြီးတွေလည်းမျိုးပေါ့လူအုံနဲ့တော်ဆဲဝင်ပြီးတော့သူဖမ်းထားတဲ့တားကောင်ကြီးလိုက်ရှာတော့သူကတားကောင်ဖြစ်နေပြီကြာတော့ကိုက်တက်ပြီးတော့အဲ့မှာတစားစီလုံးပြီးတားပါပြီ ဲ့တော့ခမားတို့ကျွန်တော်တို့မိမာပြည်ကလူတွေသစွန်းသစကြားဘူးနာဝတမန်ကြားဆိုတာကဘလို့ဟာမျိုးကြီးလဲတော့မတီးဘူးရုပ်ရှင်ထဲမှာတွေ့တဲ့ဟိုဘောလီဝူရုပ်ရှင်တွေမှာဟောလီဝူရုပ်ရှင်တွေမှာရိုက်ပြတဲ့တမန်ကြားတွေရတယ်အဲ့ဒါကြားနေပြီးမှခန္ဓာကိုယ်ကြီးကတခါတည်းဂုံဂွန်းနေဆိုကြီးလာပြီးအရိုးတွေငေါငေါပန်းထွက်ပြီးတော့တွားတွေတခါတည်းအရှိကိုငေါ်ထွက်လာပြီးတော့ ွေးပုံပေါက်သွားတာတွေကြားရုပ်ကြားပုံပေါက်သွားတာတွေဒါတွေအားလုံးဟာအမှန်မှန်တော့ရုပ်ရှင်အနေနဲ့ကြည့်ကောင်းအောင်လုပ်ထားတာဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်ပေါ့နော်အဲလူတယောက်ကကြားခဲ့သူဖြစ်သွားဖို့ဆိုတာလူရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးနော်တဘာဝတရားကိုလွန်ဆန်ပြီးတော့ဘယ်အရာကမှမဖြစ်နိုင်ဘူးအခုနကနီပေါ်လီပြောပြတယ်သူတို့ရဲ့ သူတို့ကိုးကွယ်တာကလည်းကြားကိုကိုးကွယ်တာနော်သူ့နာမည်ကဘတ် touch ဘတ်မဟာဒူသူ့ရဲ့နာမည်က touch ဒါပေမဲ့ဘတ်မဟာဒူဘတ်ဆိုတာကြားသူတို့ကကိုးကွယ်တာကြားတယ်ကြားကိုကိုးကွယ်တဲ့အတွက်သူတို့ရဲ့နာမည်ရဲ့မအမြဲတမ်းကြားဆိုတဲ့ဟာတလုံးပါတယ်သူနေတဲ့သူနေတာကလည်းဘတ်မာရီဆိုတဲ့ယောမန်နေတာ အဲ့ဘတ်မာရီဆိုတဲ့ရွာကစောစောလို့တမန်ကြားတွေရွာပေါ့ဗျ။ဟုတ်။အဲ့တော့မျိုးနွယ်စုတွေကလည်းအဲ့လိုမျိုးမျိုးနွယ်စု၄50စုအဲ့ဒီမှာရှိတယ်။ဘတ်မာရီမှာအဲ့တော့လက်ရှိသူ့အဖိုးကြီးကတမန်ကြားသူ့အဖိုးကြီးကနေပြီးတော့မှအသက်ကြီးလို့သူသူ့ရဲ့သားဖြစ်လက်ဆင့်ကမ်းမယ်ဆိုတာ ਨੇ စောစောဘလို့လက်ဆင့်ကမ်းလဲဆိုတော့ သူ့ကိုကြီးရဲ့သွေးပေါ့နော်သွေးကိုအဲ့လိုဂါတာမန်းန်းနေနဲ့ဝရင်လုတ်ပြီးတော့တာလက်ဆက်ကမ်းမဲ့လို့တိုက်လိုက်တယ်လက်ဆက်ကမ်းမဲ့လို့တိုက်လိုက်တယ်အဲ့အဲ့အဲ့ဒါဟိုရှင်းရှင်းမကူးဆက်ယောဂါလို့ပုံစံမျိုးပေါ့ဗျာနော်သူ့သူ့ရဲ့ခန္ဓာကိုယ်မှာရှိနေသည့်တမန်ကြာရဲ့ဗီဇသွေးကိုအဲ့ဒါဂါတာမန်းန်းနေမှမဟုတ်ပြီးတော့နော် စင်ခံမဲလို့တိုက်လိုက်တယ်။တိုက်လိုက်ပြီးွားရင်နောက်ຢာဒီကြရင်အဲလိုမျိုးသူကတမန်ကြဆာလို့အဲ့တော့တချို့တွေကြတော့တမန်ကြလုတ်တဲ့ရင်လာရင်တဲ့ဘလောက်သီးတော်မှအခြေဦးရင်းဖြစ်လာလဲဆိုတော့တားကောင်ကိုဖမ်းပြီးွားပြီဆိုရင်တားကောင်ကိုဆွဲလာပြီးရွာအဝအထီးကိုယူလာသားပေးွားရတယ်ရှိအဲ့လိုမျိုးတွေရှိတယ်ပေါ့လေသူတို့ရဲ့ဦးဦးကြီးတွေသူတို့ရဲ့ဟိုအရင်အရင်သူတို့ဘိုးတော်ဘိုးဘိုးဘေတွေတော့ တမန်ကြာရင်းသွားတယ်တမန်ကြာတွေကြတော့တားကောင်ကိုလိုက်တယ်လိုက်ပြီးသွားတာ ਨੇ တားကောင်ကိုမိပြီးသွားတယ်တားကောင်ကိုတတ်ပြီးွားအဲ့တားကောင်ကိုဆွဲယူလာပြီးတော့ယွာအဝါမှာချပြီးွားဘယ်သူမှတော်တဲ့ဒီကိုဝင်ပြီးတော့တားကောင်ရှာစရာမလိုဘူးဒါပေမဲ့အခုနောက်ပိုင်းနောက်ပိုင်းတော့ခေကလာလည်းပြောင်းလဲလာတယ်ပေါ့ဗျာပြောင်းလဲလာတဲ့ပုံမှာသူတို့တွေလည်းဒီတမန်ကြားကိုမလောက်ကြတော့ဘူး ဟိုသူလည်းမလေးရှားထွက်ပြီးတော့လုံးလုံးတယ်သူ့ကိုရတော့အသက်ကြီးပြီးရွာမှာပဲပေါ့နော်ဒါမျိုးနွယ်စုတာဝန်ရသူ့ကိုကြီးကရွာမှာပဲနေတယ်အဲ့တော့သူတို့တမန်ကြာလိုက်ရမယ်အချိန်ရောက်ပြီဆိုရင် သူလည်းပြန်ရမယ်ပေါ့သူလည်းပြန်ရမယ်ပြန်ပြီးတော့သူ့ကိုကြီးကိုလိုအပ်တာပါညာစီစဉ်ပေးရမယ်အဲ့လိုသူ့ကိုကြီးကကျမရေမကောင်းလို့မလိုက်နိုင်ဘူးဆိုရင်သူကဆက်ခံရမယ်ဒါမှမဟုတ်ရင် သူ့ကိုကြီးရဲ့တားပြတဲ့လူဟာဆက်ခံဒါမှမဟုတ်သူ့ရဲ့ညီအင်ငယ်ကဆက်ခံအဲ့လိုမျိုးဆက်ခံရမှာပေါ့ဒါကဒီပေါ်လီတယောက်ပြောပြတယ်တမန်ကြာအကြောင်းမျိုးတွေကိုကျွန်တော် lesson ကမ်းတော့ပေါ့နော်မျှဝေခြင်းဖြစ်တဲ့မြန်မာပြည်မှာကျွန်တော်တို့ကြားမှုတဲ့တနာကြီးလိုလိုပါလိုလို အလားသမိန်ချုံလိုက်လို့လက်သားပြတ်သွားတာလို့အာတို့ဗာလဲလူကနေတခါလူစင်စက်ကနေကြားပြတ်သွားပြီးတော့ဟိုလိုက်တော့တဲ့မှာကြားပုတ်ကြားပုံပြောင်းသွားတယ်ဆိုတော့ဘလို့မှလက်ခံနိုင်စရာအကြောင်းမရှိဘူးเนาะပြီးတော့လူလူသားလူသားစင်စက်ကနေပြီးတော့ခန္ဓာကိုယ်ဖွဲ့စည်းပုံကနေပြီးတော့ ကြားတကောင်ကဲသို့ပြောင်းလဲဖို့ဆိုတော့တဘာဝတရားကိုလွန်ဆန်းအောင်ဖြစ်တယ်အဲ့ဒါဟာအတိတ်ပဲလေကင်းမဲ့တယ်ဖြစ်လည်းမဖြစ်နိုင်ဘူးအေးလူစိတ်ပြောက်ပြီးတော့ကြားစိတ်ပေါက်သွားပြီးတော့စောစောအလိုမျိုးလူအတိတ်တရားကင်းမဲ့သွားပြီးတော့အရင်ဆန်သွားတယ်တွေ့တဲ့ကောင်အကုန်လုံးတတ်မဲ့ဖြတ်မဲ့ဆိုပြီးတော့တော်ထဲမှာတွေ့တဲ့တလေးဆန်တွေကိုမကြောက်မလန့်လိုက်ပန်းပြီးတော့ဟုတ်လားအဲ့လိုတတ်ဖြတ်ပြီးတော့ ထားခဲ့တာမျိုးဟာဖြစ်ကြရင်ဒီ60ရာခိုင်နှုန်းကဖြစ်နိုင်တယ်ဘို့ကျွန်တော်ထင်တယ်နော်ဒါကအယောင်အသွေးလဲပြောင်းလဲသွားတာမဟုတ်ဘူးသူကဖင်ကနေပြီးတော့အမီလဲသွားမလားအဆွဲလဲပေါက်မလားဘူးနော်ခန္ဓာကိုယ်မှာလဲအဆင်းအကျတွေပါကြီးပေါ်မလားဘူးလူဟာလူတိုင်းပဲဒါပေမဲ့သူအင်ဂျီကိုစံမိုးဝင်တော့ဘူးတော့တယ်မှာဘာမှမသိတော့အတ္တိတရားလူအတ္တိတရားမရှိတော့ဘူး သူ့ရဲ့ခန္ဓာကိုယ်မှာကြားရဲ့စောစောဝိညာဉ်ကဥက္ကပ်ပြီးတော့လူကဲဆိုလဲလမ်းမလျှောက်တော့လေးဘက်ကုန်းကြီးလျှောက်သွားနေတော့เนาะပြီးတော့အသားစိမ်းငါးစိမ်းနေစားတာဒါမျိုးတွေပြောင်းလဲတာတော့ရှိသေးတယ်အဲ့တော့ဘုရားတို့ကျွန်တော်တို့တည်တယ်တမန်ကြားနေတော့မတူဘူးเนาะအဲ့တော့ဒါပါပဲဘာပဲဖြစ်ဖြစ်မိမိရရှိခဲ့တဲ့အတ္တိတရားတစ်ခုပေါ့เนาะ အဲ့ဒါကိုမျှဝေလိုက်တယ်မျိုးတွေအားလုံးဘေးရန်ပေါင်းကင်းရှင်းပါစေဗျာနော် ကျမချမ်းသာကြပါစေလို့ဆုတောင်းလိုက်တယ်လုံးဝဘိုင်ဘိုင်